အားလုံးမင်္ဂလာပါဒီချက်စင်ပါရှင်ဒီချက်တို့ဒီဗီဒီယိုလေးထဲမှာတော့အဓိကမိခွန်းနံပါတ်5ကိုတွားလိုက်ကြရအောင်အဲတော့မိခွန်းလေးဖတ်ကြည့်မယ်နော်356 E 10ဘိုင်းတစ်ဘိုင်းတရားဘိုင်းတစ်ဘိုင်းနဲ့တထောင်ဘိုင်းတစ်ဘိုင်းတို့ကိုရှာပါ Okay အဆိုလို့ရှိရင်ဒီချက်တို့ Grade 3 Grade 4မှာတော့ငါဂိမ်းတစ်ခုကို10ဘိုင်းတစ်ဘိုင်းလုပ်တယ်10ဘိုင်းတစ်ဘိုင်းလုပ်တယ်ဆိုတာ30နဲ့စားတယ်ပေါ့နော်30နဲ့စားတဲ့အခါမှာအဲအဲ့ဒီဂိမ်းမှာပါတဲ့ဂဏန်းလေးတွေကဘာလုပ်ပါသလဲဟုတ်ပါတယ်ညာဘက်ကိုတနည်းအားစီယော့သွားမယ်လीနော်ညာ ိုက်တံပိုးတနေရာစီယော့သွားမယ်ဆိုတော့ပြန်မှတ်မိရမယ်နော်ဟုတ်ပါပြီအားဆိုလို့ရှင် သူတို့ကဇေယျကွက်လေးပေးထားပါတယ်ပြီးတော့မေကွန်းနံပါတ်ကကြီးလေးကိုကြည့်ရအောင်356 ఈ 7ဘိုင်းတစ်ဘိုင်း100ဘိုင်းတစ်ဘိုင်းနဲ့တထောင်ဘိုင်းတစ်ဘိုင်းတို့ကိုဇေယျတွင်အထက်ပါဇေယျတွင်ရေးပါဂိမ်းတစ်ခုစီရှိခဏများမြည်တို့ပြောင်းလဲသွားသည်ကိုရှင်းပြပါဟုတ်ပါပြီအားဆိုရင်ဒီချိန်တော့7ဘိုင်းတစ်ဘိုင်းနေပြီအရင်လို့ကြည့်မယ်နော်โอเคအဲ့တော့တအားတို့အရင်ဆုံးသိရမှာခုနေရာနဲ့ဇယ်လေးစိတ်ချမှာကဒီချိန်တော့တသမအမှတ်ကလေးရှိရ es, ¿verdad? Dígame, no, ်ဟုတ်ပါပြီရှင်ဒါဆိုလို့ရှင်ဒီ356ကိုဒီခြေက10ပိုင်း10ပိုင်းလုပ်ကြည့်မယ်လုပ်ကြည့်လိုက်တော့နေရာလိုက်တံမို့တနေရာစီအနောက်ဆုံးပဲအဲ့တော့ရာနေရာမှာရှိရတဲ့3က10နေရာကိုရောက်10နေရာမှာရှိရတဲ့5ကခုနေရာကိုရောက်ခုနေရာမှာရှိရတဲ့6က10လီစိတ်နေရာကိုရောက်အဲ့ဒီ35ဒသမ6ကိုဒီခြေက10ပိုင်း10ပိုင်းထပ်လုပ်ပါမယ်နော်10နေရာမှာရှိရတဲ့3ကဘယ်ကိုရောက်မှာလဲခုနေရာကိုရောက်ခုနေရာမှာရှိရတဲ့5ကဘယ်ကိုရောက်မှာလဲ10လီစိတ်နေရာကိုရောက်10လီစိတ်နေရာမှာရှိရတဲ့ 6ကဘယ်ကိုရောက်မှာလဲယာလီစိတ်နေရာကိုရောက်ပါတယ်ရှင်။ဟုတ်ပြီအဲ့ဒါလေးကိုဒီချက်ထပ်ပြီးတော့မှာ7ဘိုင်း2ဘိုင်းထပ်လုပ်မယ်။ဒါဆိုရင်နေရာလိုက်တက်မှုတနေရာ ရော့သွားမှာပေါ့နော်။အဲ့တော့ခုနေရာမှာရှိရ3ကဇယ်လီစိတ်နေရာကိုရောက်ဇယ်လီစိတ်နေရာမှာရှိရ5ကယာလီစိတ်နေရာကိုရောက်ယာလီစိတ်နေရာမှာရှိရ6ကထောင်လီစိတ်နေရာကိုရောက်သွားပါပဲနော်။ဟုတ်ပြီဘာမှမပေါအောင်ဆိုတော့ဒီနေရာမှာဒီချက်3ညာလေးထည့်လိုက်မယ်လीနော်။ဟုတ်ပါပြီ။ကဲအဲ့ဒါဆိုလို့ရှိရင်တအားတို့တမလို့ရင်ဒီချက်တို့ 356ကိုမလုပ်ပါတလေ10ပိုင်းတစ်ပိုင်းလုပ်တဲ့အခါမှာကိန်းတစ်ခုစီမှာရှိတဲ့ကဏ္ဍနေဘယ်လိုပြောင်းလဲတော့လဲကြည့်ရအောင်356ကို10ပိုင်းတစ်ပိုင်းလုပ်တဲ့အခါမှာအဲ့ဒီ356မှာပါတဲ့နော်ကဏ္ဍလေးတွေကညာဘက်ကိုဘယ်နှနေရစီလျှော့သွားပါတလေ ဟုတ်ပါတယ်တနေရာ ရောက်သွားပါတယ်အဲ့တော့ယာနေရာကနေဇေနေရာဇေနေရာကနေခုနေရာခုနေရာကနေစေလီစိတ်နေရာတနေရာရွှေ့သွားပါတယ်နော်ဟုတ်ပါပြီကဲအဲ့ဆိုလို့ရှိရင်ဒီ356ကိုဒီချက်ကနော်ဘာလို့မှာတလဲ တရားပိုင်းတစ်ပိုင်းလှုပ်ပါမယ်အဲ့တော့ဒီမှာတရားပိုင်းတစ်ပိုင်းတရားပိုင်းလှုပ်တစ်ပိုင်းလှုပ်လိုက်တဲ့အခါမှာဒါတို့သမလို့ရေသူ့မှာပါတဲ့ကနန်းလေးတွေကဘယ်ကို ရောက်သွားပါသလဲရွာနေရာမှာရှိတဲ့ကနန်းလေးကဘယ်ကိုရောက်သွားသလဲဟုတ်တယ်ခုနေရာကိုရောက်သွားပါတယ်ဘယ်နှနေရာရွေ့သွားပါသလဲနှစ်နေရာရွေ့သွားပါတယ်ရှင် ဟုတ်ပြီအဲ့ဒီလိုပဲ၁၀နေရာမှာရှိတဲ့ငါးကဘယ်နေရာကိုရောက်သွားပါသလဲဟုတ်ပါတယ်နော်၁၀လေးသိမ့်နေရာကိုရောက်သွားပါတယ်ရှင်ပြီးတော့ခုနေရာမှာရှိတဲ့၆ကဘယ်ကိုရောက်သွားပါသလဲ ဲ့တနေရနနေရရာလီစိတ်နေရကို ရောက်သွားပါတယ်အဲ့တော့သူ့မှာပါတဲ့ကနန်လေးတွေကညာဘက်ကိုဘယ်နှနေရယူသားပါတယ်နှစ်နေရယူသားပါတယ်ဘယ်နှပိုင်းတစ်ပိုင်းမှာလဲတရားပိုင်းတစ်ပိုင်းမှာဆိုရင်နှစ်နေရယူသားပါတယ်နော်ဟုတ်ပြီအားဆိုလို့ရှိရင်ဒီတစ်ခါကျတော့ဒီချေရူတထောင်ပိုင်းတစ်ပိုင်းနဲ့တော်ကြည့်ကြရအောင်356ကိုဒီချေရူတထောင်ပိုင်းတစ်ပိုင်းလုံလိုက်တော့ဒီအောင်ဆုံးအားဟာလေးပေါ့ဟုတ်ပြီသူ့ရဲ့ကနန်းလေးတွေကဘယ်လိုပြောင်းလဲသွားတယ်ဒီချေရူလေ့လာကြည့်ကြပါမယ် ဟုတ်ပြီနော်โอเคအားဆိုလို့ရှင်ဒီကျေတို့ယာနေရာမှာရှိတဲ့၃ okay ယာနေရာမှာရှိတဲ့၃ဟာယာနေရာကနေဘယ်ကိုရောက်သွားလဲ10ခု10လီစိတ်ဟာ10လီစိတ်နေရာကိုရောက်သွားတယ်ဘယ်နှနေရာရွေ့သွားလဲ3နေရာရွေ့သွားတယ်ဘယ်ဘက်ကိုရွေ့ရလဲညာဘက်ကိုရွေ့သွားပါတယ်နော်ဟုတ်ပြီပြီးတော့နောက်ဟာလေးကြီးလည်းကြည့်ကြည့်အောင်10နေရာမှာရှိရဲ့9 10နေရာမှာရှိရဲ့9က1 2 3 4 5 6 7 8 9 10နဲ့ တော့ဘဲဟုတ်ရောက်သွားလဲဟိယာလီသိနေရကိုရောက်သွားပါတယ်အဲ့ဒီလိုမျိုးပဲခုနေရာမှာရှိတဲ့ခြောက်ခုနေရာမှာရှိတဲ့ခြောက်ကလည်းကျဲနေတော့ဘဲဟုတ်ရောက်သွားပါတယ်လေအယောင်ချင်းတူနေဆိုဒီချက်တခြားအယောင်လေးတုံးမယ်နော်โอเคခုနေရာမှာရှိတဲ့ခြောက်ကလည်းကျဲနေ တော့ဘယ်ဟုတ်ရောက်သွားပါတလဲဟုတ်ပါတယ်ထောင်နီးစိတ်နေရာကိုရောက်သွားပါတယ်ဒါကြောင့်မို့လို့ဒီ356ကို7ဘိုင်း2ဘိုင်းလောက်တဲ့အခါမှာသူ့မှာပါတဲ့ကနန်းလေးတွေကနေရာလိုက်တံဖို့ဘယ်နှနေရာရော့သွားပါတလဲတနေရာ3နေရာရော့သွားပါတယ်အဲတော့ကနန်းလေးတွေကညာဘက်ကိုဘယ်နှနေရာရွေ့သွားပါတလဲ3နေရာရွေ့သွားပါတယ်နော်ဟုတ်ပြီနော်အဲ့တော့ပြန်ပြောကြရအောင် ပေးထားတဲ့ဂိမ်းလေးကိုဒီချေရိုးစေပိုင်းတစ်ပိုင်းလုံးတဲ့အခါမှာသူ့မှာပါတဲ့ကနန်းလေးတွေကညာဘက်ကိုဘယ်နှနေရာရွေတယ်လဲတနေရာရွေပါတယ်ရှင်တရားဝိုင်းတစ်ပိုင်းလုပ်တဲ့အခါမှာသူ့မှာပါတဲ့ကနန်းလေးတွေကညာဘက်ကိုဘယ်နှနေရာရွေလဲနှစ်နေရာရွေပါတယ်တထောင်ပိုင်းတစ်ပိုင်းလုပ်တဲ့အခါမှာကနန်းလေးတွေကဘယ်နှနေရာရွေသွားပါသလဲဟုတ်ပါတယ်၃နေရာရွေသွားပါတယ်နော် โอเคကဲအဲ့ဆိုလို့ရှင်ဒီတစ်ခါကျတော့ဒီချေရူတွေက356ဤ10ဘိုင်း2ဘိုင်း100ဘိုင်း2ဘိုင်းနဲ့1000ဘိုင်း2ဘိုင်းတို့ဤဒသမနေရာများအကြာဆက်သွယ်ချက်ကိုရှင်းပြပါဒီတစ်ခါဒသမ၄တွေကိုပဲပြောကြည့်ကြရအောင်เนาะအဲ့တော့ဒီကိန်းလေးကိုကြည့်ရအောင်356 356မှာဆိုလို့ရှင်တအားတို့တမလို့ရင်ဒသမ၄ကဒီချေရူတီဘယ်နှမှာရှိမှာလဲ ဟုတ်ပါတယ်6ရက်အနောက်မှာရှိနေရနော်အဲ့တော့အတူတူဒီချေတို့7ဘိုင်း2ဘိုင်းလုံးကြည့်ကြရအောင်7ဘိုင်း2ဘိုင်းနဲ့ပဲအရင်ကြည့်မယ်နော်7ဘိုင်း2ဘိုင်းလို့တော့အဲ့ဒီတသမာလေးက6ရက်အနောက်ကနေဘယ်ကိုရောက်သွားသလဲ9ရက်အနောက်ကိုရောက်သွားပါတယ်နော်ဟုတ်ပြီအဲ့တော့ကိုဒီချေတို့ထပ်ပြီးတော့7ဘိုင်း2ဘိုင်းလုံးမယ်9ရက်အနောက်ကနေပြီးတော့ဘယ်ကိုရောက်သွားပါသလဲ3ရက်အနောက်ကိုရောက်သွားပါတယ်ပြီးတော့အဲ့တော့ကိုထပ်ပြီးတော့7ဘိုင်း2ဘိုင်းလုံးတော့3ရက်အနောက်ကနေဘယ်ကိုရောက်သွားပါသလဲ3ရက်အနောက်ကိုရောက်သွားပါတယ်ရှင်ပြန်ပြောမယ်နော် 356မှာဆိုရင်ဒသမအမှတ်ကလေးက6ရဲ့အနောက်မှာရှိနေရပါသူကို7ဘိုင်း2ဘိုင်းလုံလိုက်တယ်7 7နဲ့စာလိုက်တယ်ပေါ့နော်ဒါဆိုရင်ဒသမအမှတ်ကလေးက9ရဲ့အနောက်ရောက်သွားမယ်သူကို7ဘိုင်း2ဘိုင်းထပ်လို့တော့ဒသမအမှတ်ကလေးက3ရဲ့အနောက်ရောက်သွားမယ်သူကို7ဘိုင်း2ဘိုင်းထပ်လို့တော့ဒသမအမှတ်ကလေးက3ရဲ့အနောက်ကို လျှောက်သွားပါမယ်ရှင်အဲ့ဒါဆိုလို့ရှင်တို့တမလို့ရင်ဒသမအမှတ်ကလေးကဒါလီကဒီချေတို့ဘယ်ဘက်ဖြစ်ပါတယ်နော်အဲ့တော့ဘယ်ဘက်ကိုဘယ်နှနေရာကြီးတိုးသွားပါသလဲ၁၀ဘိုင်း၁ဘိုင်း၁၀ဘိုင်း၁ဘိုင်း၁၀ဘိုင်း၁ဘိုင်းလှုပ်တဲ့အခါမှာဒသမအမှတ်ကလေးကဘယ်ဘက်ကိုတနေရာကြီးတိုးသွားပါတယ်နော်ဘယ်နှနေရာကြီးတိုးသွားပါသလဲတနေရာကြီးတိုးသွားပါတယ်ရှင်ဟုတ်ပါပြီကဲဒါဆိုလို့ရှင်ဒီချေတို့တွေကအာဆိုရင်ဒီဘက်ကိုသွားတာကဒါကဘယ်ဘက်နော်ဟုတ်ပြီနော်โอเค ခဲ့ရဆိုလို့ရှိရင်ဒီကျေတို့အာတရားပိုင်းတစ်ပိုင်းကိုကြည့်ကြရအောင်ဟိအဲ့တော့တရားပိုင်းတစ်ပိုင်းကိုကြည့်မယ်အရင်ဆုံးဒသမအမှတ်ကလေးကဒီနေရာမှာလေဟုတ်တယ်မလား6ရက်အနောက်မှာသူ့ကိုတရားပိုင်းတစ်ပိုင်းလုံလိုက်တော့6ရက်အနောက်ကနေပြီးတော့ဒသမအမှတ်ကလေးကတနေရာနှစ်နေရာနော်ဘယ်ဘက်ကိုယူသွားပါလဲနော်ရမလားဟုတ်ပြီအားဆိုလို့ရှိရင်ဒီချေတို့တထောင်ပိုင်းတစ်ပိုင်းလုပ်ကြည့်ကြရအောင်တထောင်ပိုင်းတစ်ပိုင်းဆိုတော့ဒသမအမှတ်ကလေးက6ရဲ့အနောက်ကနေပြီးရော10 တော့ဘယ်နှနေရာယူသွားပါတယ်လဲ3နေရာယူသွားပါတယ်ဘယ်ဘက်ကို3နေရာယူသွားပါတယ်ရှင်အဲဆိုရင်တသမအမှတ်ကလေးပြောင်းလဲပုံကိုသိပါပြီလားဟုတ်ပါပြီအဲအကြောင်းမလို့ဒီကျေတို့ကအပြည့်ကိန်းနဲ့တသမကိန်းတွေကို10ပိုင်းတစ်ပိုင်း100ပိုင်းတစ်ပိုင်းနဲ့တစ်ထောင်ပိုင်းတစ်ပိုင်းပြုလုပ်တဲ့အခါမှာတသမအမှတ်ကဘယ်ဘက်ကိုတနေရ10ပိုင်းတစ်ပိုင်းဆိုတနေရ100ပိုင်းတစ်ပိုင်းဆို2နေရ1000ပိုင်းတစ်ပိုင်းဆိုရင်3နေရအတိအကျယူသွားပါတယ်နော် ပြန်ပြောပါမယ်အပြည့်ကိန်းနေတသမကိန်းနေကို10ပိုင်းတစ်ပိုင်း100ပိုင်းတစ်ပိုင်းနဲ့1000ပိုင်းတစ်ပိုင်းပြုလုပ်တဲ့အခါမှာဒသမအမှတ်ဒီဘယ်ဘက်ကိုဘယ်ဘက်ကိုနော်နော်10ပိုင်းတစ်ပိုင်းဆိုတနေ့ရ100ပိုင်းတစ်ပိုင်းဆို2နေ့ရ1000ပိုင်းတစ်ပိုင်းဆိုရင်3နေ့ရအတိတ်ဒီရေးသားပါတယ်ဟုတ်ပြီအဲ့ဒါလေးကိုဒီချေလို့လေ့ကျင့်ကြရအောင်အဓိကမိခွန်းနံပါတ် sorry လေ့ကျင့်ရမိခွန်းနံပါတ်8ဒါတို့တမလို့ရဲ့လေ့ကျင့်ငန်းစာအုပ်ထဲမှာဒီချေကို8ပုံမှလို့တက်ပြပါအောင်ရှင် โอเคတက်လို့ပြီးသားပြီဆိုရင်ဒီခြေကမေကွန်းကလေးတာယူပြီးမယ်နော်ဟုတ်ပြီနော်ဒီခြေကတော့အဖြေကိုတိုက်ရိုက်ရေးတာမျိုးမဟုတ်ပဲねဒီခြေကရှင်းပြပြီးတော့မှရေးပါမယ်လीနော် over be အားဆိုလို့ရှင်တာလို့တမလို့ရေးဒီခြေရူ share ပုံမှာ bike လဲကာကြီးโอเคရှင်းပုံမှာကာကြီးကမေကွန်းလေးကဘယ်လောက်လဲဟိ53 သုံးအဲ့ဒါဆိုလို့ရှိရင်ဒီချေတို့တကြောင်ကြော်လိုက်ပါတို့တွေအတွက်မှာက ရှာမာက53 e ဗာလေးလေ10ဘိုင်းတစ်ဘိုင်းဟုတ်ပြီအဲ့ဒီတော့53 e 10ဘိုင်းတစ်ဘိုင်းခဲ10ဘိုင်းတစ်ဘိုင်းကို ရှာပါမယ်53ရဲ့10ဘိုင်းတစ်ဘိုင်းဆိုရင်တသမအမှတ်ကလေးကဘယ်ဘက်ကိုတနည်းအားရွှေ့ပါမယ်ရှင်ဒါကြောင့်မလို့ဘယ်လောက်ရမှာလဲ9တသမ3ပုံး ဟုတ်ပြီနော်ခဲ့ပြီးတော့ပြီဆိုလို့ရှိရင်เนาะဒီတက်က53 e ဗာလီလဲဟိ100ဘိုင်းတစ်ပိုင်းโอเคอ่ะဆိုလို့ရှိရင်53 e 100ဘိုင်းတစ်ပိုင်းကိုရှာပါမယ်53ရဲ့100ဘိုင်းတစ်ပိုင်းကိုလိုချင်ရင်ဒသမအမှတ်ကလေးอ่ะဘယ်ဘက်ကို2နေရာရွေးပါမယ်2နေရာ2နေရာဒါကြောင့်မို့လို့ဒသမလေးอ่ะ9ရဲ့ရှိမှာပါအဲเนาะ ား၅၃ဘာမှမပါတော့ဒီချက်၃ညထည့်လိုက်ပါမယ်နော်ဟုတ်ကဲ့ပြီးသွားပြီဆိုရင်နော်53ဤဘာလီလဲတထောင်မိုင်းတပိုင်းဟုတ်ကဲ့ပါ တထောင်မိုင်းတပိုင်းဟုတ်ပြီတထောင်ပိုင်းတပိုင်းဆိုတသမအမှတ်ကလေးကဘယ်ဘက်ကိုဘယ်နဲ့နေရာယူပါလဲ၃နေရာယူပါပြီကဲအဲ့တော့ကြည့်ရအောင်ဒီနေရာနေ3ဟုတ်ပြီအားဆိုလို့ရှင်တသမလေးကဒီနေရာမှာသူ့ရဲ့နောက်မှာဘာမှမရှိရော၃ညဘာလေးလဲ၅ ၃ရှေ့မှာလည်းဘာမှမရှိတော့ဒီကျဲက၃ညကလေးထည့်လိုက်ပါ။ဟောရပါပြီလား။ โอเคအားကြောင့်မလို့53ရေ10ပိုင်းတစ်ပိုင်းက9တက်သမ3 53ရေ100ပိုင်းတစ်ပိုင်းက3ညတက်သမ5 53ရေ1000ပိုင်းတစ်ပိုင်းက3ညတက်သမ3ည53ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီကျေရုံနံပါတ်ခောက်ခွေတွေ့ကြရအောင်ဟိခါခွေခါခွေရဘယ်လောက်လဲ400ဖြစ်ပါတယ်အဲ့ဆိုရင်တတို့တမလို့ရလာဒီကျေရုံတွေက400ရေ10ပိုင်းတစ်ပိုင်းကိုရှာကြရအောင်400ဤဒါလေးလဲ10ပိုင်းတစ်ပိုင်း ကဲ410ရဲ့7ပိုင်းတစ်ပိုင်းကဘယ်လောက်လဲဟိဟုတ်ပြီအဲ့တော့တသမအမှတ်ကလေးကဘယ်ဘက်ကိုတနည်းအားရွေးမယ်ဒါကြောင့်မို့လို့ဘယ်လောက်ရမှာလဲ40တသမ7ရမှာပုံဟုတ်ကဲ့ပြီးတော့ရေဆိုလို့ရှိရင်เนาะ410အီးဘာလေးလဲဟိ100ပိုင်းတစ်ပိုင်း100ပိုင်းတစ်ပိုင်း410ရဲ့100ပိုင်းတစ်ပိုင်းကဘယ်လောက်ရမှာလဲတသမအမှတ်ကလေး2နေရာရွေးပါမယ်အဲ့တော့ နဲ့ဟုတ်ပြီဘယ်လောက်ဖြစ်တော့မှာလဲဟေ၄တသမ39ဖြစ်ပါတယ်ရှင်။ Okay ပြီးတော့ပြီဆိုလို့ရှင်เนาะ၄၁ဤဗာလေးလဲဟေတထောင်ပိုင်းတစ်ပိုင်းအဲ့တော့တထောင်ပိုင်းတစ်ပိုင်းရေးကြည့်ကြရအောင်တထောင်ပိုင်းတစ်ပိုင်းဆိုရင်တသမအမှတ်ကလေးကဘယ်ဘက်ကို3နေရာရွေမယ်1 2 3ဟုတ်ပြီအဲ့တော့ဘယ်လောက်ဖြစ်မှာလဲဟိဒါလေးပါတသမ4 3 7ဘာမှမရှိဘူးဆိုတော့ဒီချက်က3 4ထည့်လိုက်ပါမယ်ဒါကြောင့်မို့လို့ 3.43 4.31နားလည်ပါပြီလားဟုတ်ကဲ့ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီကျေတို့ဗာလေးဆက်တွေ့မလဲခငေခကြီးဆက်တွေ့ကြရအောင်နော်โอเคအဲ့ဒီတော့နံပါတ်ကငေโอเคနံပါတ်ကငေကဘယ်လောက်လဲဟိ350ပါရှင့်ဟုတ်ပြီနော်နံပါတ်ကငေက 350ဟုတ်ပါပြီအဲဆိုလို့ရှိရင် လာရေးကြရအောင်ပါ350ဤမာလီလဲဟိ10ဘိုင်းတစ်ဘိုင်းကိုရှာကြပါမယ်အဲတော့350ဤ10ဘိုင်းတစ်ဘိုင်းကိုလိုချင်ရင်ဒသမအမှတ်ကလေးကဘယ်ဘက်ကိုတနေရရွေအဲဒါကြောင့်မို့လို့35ဒသမ3ညဒါလေးကိုဒီချဲကမရေးပါဘူး ။နော်အဲ့တော့ဒီချက်ထပ်ပြီးတော့အဖြေလေးထပ်ထုတ်ပေးမယ်။ဒါလို့တမလို့နားလဲအောင်35တသမ3ည35တသမ3ညဆိုတာက35နဲ့ attitude ပဲ။ဟုတ်ပြီပြီးတော့ပြီဆိုလို့ရှိရင်နော်အဲ့ဒီ350ဤဗာလေးလဲ100ဘိုင်း2ဘိုင်း โอเคအဲ့တော့တရားပိုင်းတပိုင်းတွက်လိုက်ကြရအောင်ပါတရားပိုင်းတပိုင်းဆိုတော့တသမအမှတ်ကလေးကဘယ်နှနေရာရွေးပါလဲနှစ်နေရာရွေးပါမယ်ရှင်ဒါကြောင့်မလို့ဘယ်လောက်ရမှာလဲ3တသမ5ပေါ့ဟုတ်ပါပြီပြီးတော့ပြီဆိုလို့ရှင်เนาะအဲ့ဒီ350ဤပါလေးလဲโอเค1000ပိုင်းတပိုင်းပါရှင်တထောင်ပိုင်းတပိုင်းဟုတ်ကဲ့တထောင်ပိုင်းတပိုင်းဆိုတော့တသမမက်ကလေးကဘယ်ဘက်ကို1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 ုံသုံးနေရရွေးပါမယ်။အဲတော့ဒီလိုလေးဖြစ်သွားမှာပေါ့။အဲတော့ပါရှိမှာဘမွန်ပါတီချာ၃ညထည့်လိုက်ပြီ။အဲတော့သူ့ကိုဒီချေအဖြေထပ်ထုတ်ပေးမယ်။၃ညတသမာ၃ငါ။တသမာရဲ့အနောက်က၃ညကလေးတွေကမကြီးလေရပါတယ်နော်။ဟုတ်ပါပြီ။အဲဆိုလို့ရှိရင်ဒီချေတို့နမကကြီးတွက်လိုက်ကြရအောင်ပါ။ဂါကြီး။ ဲ့နမကကြီးကဘယ်လောက်လဲဟိ60ဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှင်ဒါတို့တမလို့ရေ60ဤဘာကြီးလဲဟိ10ဘိုင်းတစ်ဘိုင်းကိုလုပ်ပါမယ်အဲ့တော့60ဤ10ဘိုင်းတစ်ဘိုင်း ရှားကြရအောင်60 e ဘာကြီးလဲဆိုတော့7ဘိုင်းတစ်ဘိုင်းခဲ60ရဲ့7ဘိုင်းတစ်ဘိုင်း60ရဲ့7ဘိုင်းတစ်ဘိုင်းကိုရှားမယ်ဆိုရင်ဒသမအမှတ်ကလေးကတနေရဘယ်ဘက်ကိုတနေရယူမယ်ဒါကြောင့်မလို့6ဒသမ3ည6ဒသမ3ညက6နဲ့အတူတူပါပဲပြီးတော့ရင်နောက်ထပ်တစ်ခုဟိ60 e ဘာလေးလဲ100ဘိုင်းတစ်ဘိုင်း ကဲ60ရဲ့တရားပိုင်းတစ်ပိုင်း60ရဲ့တရားပိုင်းဆိုတော့တရားပိုင်းတစ်ပိုင်းဆိုတော့ဒသမမှတ်ကလေးကဘယ်ဘက်ကိုနှစ်နေရရွေးပါမယ်ဒါကြောင့်မို့လို့ဒီလောက်ဖြစ်ပါတယ်ဟုတ်တယ်နော်ရှေ့မှာဘာမှမရှိတော့ဒီခြေက၃ညာလေးထည့်လိုက်မှာပေါ့အဲ့တော့သူ့ရဲ့အဖြေဘယ်လောက်ရမလဲ၃ညာတသမ6ဟုတ်ပြီနော် ပြီးတော့ပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခုက60ဤဘာလေးလဲဟိတထောင်မိုင်းတစ်ပိုင်းဖြစ်ပါတယ်ရေးလိုက်ပါမယ်တထောင်မိုင်း တပိုင်းအဲ့တော့60ရဲ့တထောင်ပိုင်းတပိုင်းရပါဖြစ်မလဲဟိဟုတ်တယ်တသမအမှတ်ကလေးကိုဘယ်ဘက်ကို3နေရာယူပါမယ်ဂျေနေတော့အဲ့တော့တသမကဒီနားလေးမှာရှိမယ်နော်တသမသူရဲ့နောက်မှာဘာမှမရှိရော3ညပြီးတော့6 3ညโอเคအဲ့တော့တခြားဒီနော်နောက်မှာရှိမှာဘာမှမရှိရော3ညလေးထည့်လိုက်ပါမယ်အဲ့တော့ထည့်လိုက်ပြီးအဲ့တော့သူ့ရဲ့အခြေက3ညတသမ3ည ရှောက်ပေါ်အဲ့တော့ဒီအနောက်ကတုံညာကထင်ပြီးလေရပါရှင်ဒါကြောင့်မို့လို့60ရဲ့10ပိုင်းတစ်ပိုင်းက6 60ရဲ့100ပိုင်းတစ်ပိုင်းကတုံညာတသမ6 60ရဲ့1000ပိုင်းတစ်ပိုင်းကတုံညာတသမ3ညာ6ဖြစ်ပါတယ်နော်โอเคပြီးတော့ပြီဆိုရင်တော့နံပါတ်5သွားကြရအောင်ပါနံပါတ်5 အောက်ပါကင်တစ်ခုစီသည်382ဤမြည်သည့်အပိုင်းချက်တန်နီးခေပြောကြည့်ကြမယ်ဟိနမကကြီး30.3နှစ်အဲ့တော့30 382ရဲ့ဘယ်ပိုင်းလဲဆိုတော့ဒသမလေးကဒီကနေဒီကိုရွေသွားပါတယ်ဒါကြောင့်မလို့ဒါလေးကဘယ်နှပိုင်းလဲဟိမှန်ပါတယ်10ပိုင်းတစ်ပိုင်းပါရှင့်နမခကွေ382ဤဘယ်အပိုင်းဖြစ်တယ်လဲ၃ရက်တသမ3ခု2တိ382ရဲ့ဘယ်အပိုင်းဖြစ်လဲတသမလေးက7နဲ့ တော့ဒါကြောင့်မလို့ဘယ်လောက်လဲဟိဟုတ်ပါတယ်တထောင်ပိုင်း3နေရရွေးသွားတဲ့အတွက်ကြောင့်မလို့တထောင်ပိုင်းတစ်ပိုင်းဖြစ်ပါရဲ့ရှင်းနံပါတ်ကငယ်3.9တသမမက်ကလေးကနေနောက်ကနေပြီးတော့မှတဲနဲ့ဟုတ်ပြီဟေးအဲ့တော့ဘယ်နှနေရရွေးလဲနှစ်နေရရွေးတယ်ဒါကြောင့်မို့လို့သူက30 382ရဲ့ဘယ်နှပိုင်းလဲဆိုတော့ဒီချက်ကိုကွန်မန့်မှာရေးပြခဲ့ပါအောင်ရှင် ပြမလားဟုတ်ပါပြီအဲဆိုလို့ရှိရင်တော့ဒီချေရူတွေကဒီနေ့ဒီဗီဒီယိုလေးထဲမှာဘာလေးတွေတင်သွားခဲ့ပါသလဲဒီချေကဘာအကြောင်းလေးပြောသွားပါသလဲဟုတ်တယ် ်နော်ထောင်လီစိတ်ဒီတသမကိန်းတစ်ခုရဲ့၁၀ပိုင်းတစ်ပိုင်း၁၀၀ပိုင်းတစ်ပိုင်းနဲ့တစ်ထောင်ပိုင်းတစ်ပိုင်းတို့ကိုဒီချေတို့ရှာနိုင်သွားပြီနော်ဘလို့ရှာလဲဆိုတာသိသွားပြီအဲ့လိုဘလို့ရှာလဲဟိဟုတ်ပါတယ်အပြည့်ကိန်းနဲ့တသမကိန်းလေးကို၁၀ပိုင်းတစ်ပိုင်း၁၀၀ပိုင်းတစ်ပိုင်းနဲ့တစ်ထောင်ပိုင်းတစ်ပိုင်းပြုလုပ်တဲ့အခါမှာတသမအမှတ်ကဘယ်ဘက်ကိုတနေရနှစ်နေရသုံးနေရအတီးတီးရေးသွားပါတယ်နော် ဟုတ်ပြီအားဆိုလို့ရှိရင်ဒါတို့တို့ရင်ဗီဒီယိုလေးကိုဒီနားမှာခဏရပ်မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ဘိုင်ဘိုင်